သူရောက်မလာမီကောင်းရကိုလှုပ်ဆောင်လို့လို့အမိရတဲ့ဝတ္ထုတို့လေးကိုဖျက်ပြပေးကြပါလေ။နာတော်တဆင်းပေးကြပါအောင်ခင်ဗျာ။ခြေခါကကာတိတိုင်းသူ့ရုံဌာနနေပြတော်တွင်ဥရိယဗဒမင်းသမီးသည်ဘယင်မာကြီးအဖြစ်ဆိုးဆန့်တော်မူ၏။ဘယင်မာဥရိယဗဒသည်အလွန်တရာချုံးမောလှပ၍အချင်းတိတ်ကာနေပြဆုံးသောမင်းသမီးတစ်ပါးဖြစ်၏။ဘယင်မာဥရိယဗဒ၏ခင်ပွန်းတဲ့သည်ကာတိတိုင်းကိုဆိုးဆန့်တော်မူသောဥရိယဗဒမင်းကြီးဖြစ်၏။ဥရိယဗဒမင်းကြီးနှင့်ဥရိယဗဒမိဖုရားတို့သည် နာမည်တူကြ၏မင်းကြီးနှင့်မိဖုရားတို့စုံမဲ့ပေါင်းဖော်၍ခုနှစ်နှစ်ကြာတွင်ဥရိယဗဒမင်းကြီးနတ်ရွာဆံခဲ့ရာသူ့လုံဒနနေပြည်တော်တွင်တေဇာမင်းတင်မြှောက်ခြင်းမပြုဘဲဥရိယဗဒမင်းသမီးကပင်ဗျင်မပြုလုပ်၍အုတ်ချုပ်ဆိုးဆံခဲ့၏ဥရိယဗဒဗျင်မ၏ခုံတည်းနှင့်အရက်ချင်းမျက်နှာသို့ပြန့်နှံ့မွေးကြ၏ဥရိယဗဒဗျင်မ၏အလှပသည်အရက်ချင်းမျက်နှာတွင်ကြော်ကြ၏ဗျင်မ၏မင်းကြီးတရားနှင့်အညီ ကိုကဲအုပ်ချုပ်တော်မူ၍ယနေ့ယဝေးခံညာကြရလိမ့်။ဘယင်မသည်မင်းကျင်တရားနှင့်အညီအုပ်ချုပ်စီမံရုံသာမကဓမ္မတရားတွင်လေမိလျော်၍ယရဏသုံးပါးကိုနှင်းညာမပြတ်စီကတ်မှုပြုကသီလတရားကိုလည်းစောင့်ထင်း၏။တညချံအချိန်တွင်ဥရိယပဒဘယင်မကြီးသည်မြို့ယိုတကားများကိုအလုံးပေး၍အဆောင်ကျက်အပြည့်ဝချထားသည်။ဘုံခုနှစ်ဆင့်ရှိနန်းပြတတ်၏အမြင့်ဆုံးသောဘုံတော်တွင် တကိုယ်တည်းတရားဆင်ခြင်၍နေ၏ထိုချိန်တွင်နှစ်လူပွဲအစင်းနှင့်ပြည့်စုံသောနပတင်တဲ့ချစ်ခင်ပွဲရာဖြစ်သည့်တူလင်ပြိုတယောက်သည်ဘယင်မာ၏ဘုံခွနဲ့စဉ်အမြင့်ဆုံးဆောင်သို့ရောက်ရှိလာပြီးဘယင်မာကြီးဥရိယဘဒ္ဓကိုခြေရေးဆိုလေ၏အိုးဂိန်းနေ၏မျက်လုံးပုံပမာနှိုင်းလောက်အောင်လွန်စွာလှပရှုမဝနိုင်သည့်ဥရိယဘဒ္ဓအိုးချစ်နှမခြေပြားမှသပင်ပြားတိုင်အောင်ကဲ့ရဲ့စရာအပြစ်တစုံတရာမထင် ချစ်ခင်နှစ်လိုပဲရလေရှိတော့ခြင်းမှာစင်ကြသောအဝတ်ကိုဝတ်၍ပြည့်ပြည့်ရည်ရည်နှစ်လိုတက်မဲ့ဖွယ်နေတိုင်းတတ်သောခြင်းမှာကျွန်ုပ်သည်တင့်ကိုတကွန်းသောစကားကိုဆိုလိုပါ၏ဒီစကားသည်အခြားမဟုတ်တင်ပင်မသည်ယခုခါတဦးတည်းသာစံစား၍နေရ၏တင်သည်လောက၌အရာခက်တဲ့ပြည့်စုံပါတော့လေကာမဂုဏ်အာယုန်ဟူ၍မခံစားနိုင်ခံစားဝင်မရှိကျွန်ုပ်သည်တင်ပင်မအား ရွှေပြည့်ပါသောရွှေခွက်ကိုပေးအပ်ပါ၏ကျွန်ုပ်အားတင်စင်မနှင့်အတူဤတစားဆင်အပ်သောအိယာထက်တွင် အတူအိဆက်ခွင့်ပြုပါလောဟုဆိုလေ၏ဘိမာကြီးသည်နှစ်လိုပဲကောင်းသောလူလင်ပြို၏အစင်းကို တွေးမြင်ရ၏အဆောင်ဖြစ်အထက်ထက်ချထားသောဤနန်းတော်ပုံခွနစင်းတိုင်းတက်ရောက်လာသောလူလင်ပြို၏အစွမ်းကိုလည်းတွေးမြင်ရ၏ဘိမာကြီးပင်ဖြစ်လင်ကစားမိမသားတဦးသာဖြစ်သောဥရိယဘဒ္ဒသည်ဤလူလင်၏အစွမ်းကြောင့်အနေငယ်တော့ စိုးရင်တုံလုံးမိ၏ဤလူလင်ပြူ၏စွမ်းသည်ထမြက်၍ဤလူလင်ပြူ၏ရုပ်လက္ခဏာသည်စွဲမဲ့เสียအမှန်မြင်ဖြစ်၏ထို့ပြင်ဤအခန်းပြတတ်ပုံမြင့်ထက်ဝယ်ယခုအခါမိမိနှင့်လူလင်ပြူနှစ်ယောက်တည်းရှိ၏သို့သောဘယင်မသည် လူလင်ပြူအပေါ်တက်ညိဆွဲလန်းခြင်းအလင်းမရှိပဲအမောင်လူလင်ဆနှစ်ယူစနာအကျယ်ဝန်းရှိသောဤသူလုံးတနာနေပြည်တော်ကြီးတွင် ရေကျုံညွန့်ကျုံကျုံချောက်တို့ဖြင့် ကျုံသုံးတန်ဝိုင်းရံ၍ကာထား၏ထို့ပြင် အလွန်တရာခိုင်ခန့်သည့်ပြအိုးပစ်စင်နှင့်တကားမဝါတို့သည် သူ့နေရာနှင့်သူခိုင်ခန့်ရှိ၏လက်နက်ကင်ဆွဲထားသောသူရဲကောင်းတတောင်းသည် နေရာမလက်အထက်ထက်စောင့်ကြက်လျက်ရှိ၏ဤကဲ့သို့သောအဆောင်ရှောက်အခိုင်မာပြုထားခဲ့သည့်မြို့ရင်းသို့ဝင်ရောက်ရည်သည်လွယ်ကူသောကိစ္စမဟုတ်မြို့ရင်းသို့ဝင်ရောက်ရည်ထဲဤအခန်းဆောင်အတွင်သို့ဝင်ရည်ကပို၍ခက်ခဲလာ၏ဤလိုအချိန်မျိုးတွင်မြို့ရင်းသို့ဝင်ရောက်ရန် ်ဘရင်မထံသို့ဝင်ရောက်၍လက်ဆောင်ပန်းသာဆက်တရန်ပြည်ပင်တားမြစ်ထားပြီးလည်းဖြစ်၏ဤသို့အနေထားတွင် အပေကြောင့်ငါနှင့်လာ၍ပေါင်းဖော်ရန်တောင်းဆိုနေသည်နီသင်သည်ယခုပင်ဤနန်းဆောင်မှထွက်ခွာ၍သွားလောဟုဆိုကာနှင်လွတ်လေ၏ထိုကလူလင်ပြိုကကောင်းခြင်းငါးပါးနှင့်ပြည့်စုံသောအိုဘရင်မအလှမင်ငါသည်ရှင်မ၏ခံခန့်ထူထပ်စွာချထားသောအဆောင်ချအစီတားအလုံးကိုအလွယ်နှင့်ဖြတ်ကျော်၍လာခဲ့သည်ဟု ရှင်နမတတိထာလောငါသည်တကိုးချီသောနတ်သားတူသည်ထို့ကြောင့်ရှင်နမ၏အဟံတာအလုံးစုံကို အလွယ်နှင့်ကြော်ပြတ်နိုင်၏တင်ရှင်နမသည်ငါအားမေတ္တာမြှ၍ပါမျှအဆုံးရှုံးမရှိညီသူမျှလည်းမသိနိုင်အာကိုအားထားကင်းသောတင့်နိုင်ငံတွင်ကျွန်ုပ်နဲ့သားသည် အာကိုရပင်ဖြစ်၏။တင်ချင်းနှမကိုကျွန်ုပ်သည်အမှန်တကယ်ချစ်မြတ်နိုးသောကြောင့်ချင်းနှမထံပါအထိလာရောက်ချင်းဖြစ်၏။ရွှေပြည့်ထဲထားသောဤရွှေခွက်ကို လက်ဆောင်အပြည့်ယူ၍ကျွန်ုပ်၏ချစ်မြတ်တာကိုလက်ခံပါခြင်းတမဟုဆိုလေ၏မြေပြားကြီးသည်ဤကဲ့သို့တကောရှိသော အစင်းလာသောသူတို့နှင့် စကားချင်းရာတဲ့ပက်ပြောဆိုနေ၍အကြောင်းမထူမိမိ၏သဘောဆန္ဒကိုတဲ့တဲ့ရှင်းရှင်းပြောမှသာတင့်ချေမိအနေထားကိုခံမဲမိကဥရိယပဒဘယင်မကြီးကအမောင်သည်နတ်ပဲဖြစ်ဖြစ်တကြားပဲဖြစ်ဖြစ်ငါမလိုလားငါဒီွယ်လွန်ပြီးဖြစ်တော့ငါဤမောင်တော်ဥရိယပဒကိုကြော်လွန်၍ ဘယ်သူကိုမှလည်းတောင်းတမှုမရှိတင်ဒီညီတို့ပင်လက်ပက်ဖြောင်းပြပြောဆိုပါတော့လေငါ၏စိတ်သည်ကိုင်းညွတ်လာမည်မဟုတ်တင်ဒီဤနေရာတွင်လာရရွေ့နေလေကြောင်းထူးလာမည်မဟုတ်တင်ပြီးသောလက်ဆောင်ကိုလည်းကျွန်ုပ်လိုမရှိတင်ပြီးသောလက်ဆောင်ကိုတင်ယူ၍ပြန်ပါလေလို့အမောင်နဲ့တာဟုဆိုလေ၏ထိုအခါလူလျောင်ဆောင်ထားသောနှစ်သားသည်တင်ချင်းမှာတင်ဤစကားကိုအဆုံးမထားပါနှင့်ငါသည်တင့်အတွက်ဘယ်နေရာတွင်မှအခြေအနေမဖြစ် စဉ်းစားပါအောင်ဟုဆိုကာယူလာသောလက်ဆောင်နှင့်အတူပုံတန်းဆောင်မှကွယ်ပြောက်သွားလေ၏ထို့သောပထမနေ့တွင်ကွယ်ပြောက်သွားတော်လေလူလင်ပြိုသည်ဒုတိယနေ့ထိုအချိန်လောက်တွင်ဥရိယပဒမင်းသမီးထံဒုတိယအချိန်ရောက်လာခဲ့ပြန်ပါ၏ဒုတိယနေ့တွင်ကလူလင်ပြိုသည် ရွှေပြည့်ပါသောငွေခွက်ကိုလက်ဆောင်အဖြစ်ကန်ဆောင်လာခဲ့၏လူလင်ပြိုသည်ဒုတိယနေ့တွင်လေဥရိယပဒဦးချင်းနမချင်းနမသည် ကာမဂုံအာယုံကုန်ခန်းနေသော ဘုရားယဟန္တာလည်းမဟုတ်တင်ဒီကာမဘုံသာလူသားတူးသာလည်းဖြစ်၏ကာမဘုံသာတို့ဤမိလျော်မှုအဝဝတွင် မေထုံဟုသော ကာမဂုံအာယုံမိလျော်မှုသည်အစင်းမြင့်ဆုံးသောမိလျော်ပျော်ရွှင်မှုဖြစ်၏ထိုမိလျော်မှုတွေတတဝါအလုံးသည်ကိုနှုတ်စိတ်တို့ဖြင့်မကောင်းမှုမျိုးစုံကိုကျူးလွန်နေကြ၏ဤကဲ့သို့တန်ဖိုးရှိသော မိလျော်မှုကိုညှင်းပယ်၍တင်ချင်းမသည်သူတို့ကိုညှင်းဆန်နေခြင်းသည်ဘာကျိုးရှိမည်နည်း နုပ်၏စကားကိုညင်းပယ်၍ဘာမျှအကျိုးမရှိသနုပ်ကိုညင်းပယ်၍မိလျော်ပျော်ရွှင်ခြင်းနှုတ်ဖွယ်ရအရရက်ကိုအချီးနီးအဆွေးမြေ့မဖြစ်ပါစေနှင့်သနုပ်နှင့်ချင်းနှမတို့တွေ့ဆုံရာဤအရက်သည်လုံးဝစိတ်ကြွယ်ရာဖြစ်ပါ၏သနုပ်သည်တင်ချင်းနှမ၏မေတ္တာကိုလာရောက်တောင်းဆိုရာတွင် လက်ရှိတတ်တတ်မဟုတ်ရွှေစင်ပြည့်ပါသောငွေခွက်ဖြင့်လာရောက်ချင်းဖြစ်ပါသည်ချင်းနှမဟုဆိုလေ၏ဥရိယပဒဗိယမကြီးသည်ဤနတ်သားနှင့် စကားအခြေချလက်ခံ၍ပြောနေပါကအချို့မရှိညှဉ်းဆန်းမှုစကားကိုပင်လက်ခံ၍ပြောနေပါကဤနဲ့သားသည် ထက်ကထက်ကလာနေဦးမည်ဖြစ်၏ငါသည်တရားဓမ္မကိုနှလုံးသွင်းရတာစိတ်စိတ်နေခြင်းကပို၍ကောင်းဤဟုဆုံးပြတ်ကနတ်သားကိုလှဲ့၍ပင်မကြည့်ပဲတရားတွင်သာနှလုံးသွင်း၍နေလေ၏ထိုကလူနှင့်ပြိုသည်မိမိ၏လက်ဆောင်ပစ္စည်းနှင့်တူပြောက်ွယ်သွားပြန်၏သို့သော တတိယနေ့ထိုချိန်တွင်မြင်မ၏နံပြတ်သက်သူ ထိုနဲ့သားသည်ငွေပြည့်ထည့်ထားသောခြေခွက်ကိုကင်ဆောင်ကထက်မှန်ရောက်ရှိလာပြန်၏လူလင်ပြိုသည်ပထမနေ့နှင့်ဒုတိယနေ့များကအတိုင်းပင်မိမိနှင့်ကာမဂုဏ်ဓလိပျော်မွေ့ရန်တောင်းဆိုမြဲတောင်းဆိုပြန်၏ထိုနောက် သူယူဆောင်လာသောငွေပြည့်ထည့်ထားသောခြေခွက်ကိုလည်းလက်ဆောင်အဖြစ်ပေးလေ၏ထိုကမင်းသမီးသည်ဒုတိယနေ့ကဆုံးဖြတ်ချက်အတိုင်းစကားမတုံ့ပြန်မပြောဆိုဘဲနေရန် ဆုံးဖြတ်ခဲ့တော်လေဤလူနေနဲ့သားသည် မပြော၍မပြီး ီလူလင်ဆောင်ရွက်ပုံသည်ထုံးစံနှင်းလေဆန်းခြင်း၏ပုံမင်းလင်းလင်းပြောဆိုမှတင့်လေမည်ဟုဆုံးပြတ်ကာမင်းသမီးကဤသို့ဆိုလေ၏အမောင်နတ်သားတင့်ကိုကျွန်ုပ်ယတိပြတ်ညင်းဆိုပြီးဖြစ်၏တင်သည်နတ်သားဟုဆိုတော်လဲနတ်လည်းမနတ်တင့်ကိုကျွန်ုပ်စကားမပြောဟုဆုံးပြတ်ထားတော်လဲတင်ဤညံပြင်းမှုမတိတမှုတို့အတွက်ကျွန်ုပ်သည်တင့်ကိုပြောဆိုရခြင်းဖြစ်၏လောကလူတို့ထုံးစံအရာသူလင်ပြိုတူသည်လုံမပြိုတူကိုချစ်ရေးဆိုပါက လုံမပြုတ်ဤအကြိုက်ကိုလက်၍ချစ်ရေးဆိုတတ်ကြ၏ချစ်ရေးဆိုရာတွင်ဤမြလောက်လက်ဆောင်ကိုပေး၍မှအချစ်ကိုမရလျင်တိုး၍တိုး၍သာပေးမြဲဖြစ်၏သို့သောအတင်နဲ့သာဤလှူဆောင်မှုကပြောင်းပြန်ဆန့်ကျင်ဘက်ဖြစ်၏ပထမနေ့ကသင်သည်ကျွန်ုပ်ထံသို့လာ၍ကျွန်ုပ်၏မေတ္တာကိုတောင်းဆိုရာတွင်ရွှေပြည့်ထည့်ထားသောရွှေခွက်ဖြင့်ရောက်ရှိလာ၏ကျွန်ုပ်ကတိကျစွာငင်းပယ်ခဲ့လျက်သင်သည်ဒုတိယနေ့တွင်ရွှေပြည့်ပါသောငွေခွက်ကိုယူခဲ့၏ ထိုနေ့တွင်ကျွန်ုပ်သည်တင့်ကိုအဖက်လုပ်၍စကားတခွန်းမျှပေမပြောပေလျက်တင်သည်ဤနေ့၌ငွေအပြစ်ပါသောခြေခွက်ကိုယူခဲ့၏အတင်လူလင်နတာတင်သည်ရွှေပြည့်နှင့်ရွှေခွက်ရွှေပြည့်နှင့်ငွေခွက်တို့ဖြင့်တောင်းခံ၍မရနိုင်သောမြတ်တာကိုငွေအပြစ်ပါသောခြေခွက်ကိုပေး၍တောင်းခံခြင်းဖြင့်ဘယ်မှာရနိုင်ပါအံ့နီတင်နတ်သာကျွန်ုပ်၏နန်းတော်မှ ပြန်အောင်လောဟုဆိုလေ၏ထိုကာမပင် လူလင်ပြိုသည်ဥရိယဘဒ္ဒဘယင်မကြီးအား ဟိုမင်းသမီးဥရိယပဒတနုသည်လူအကြောင်းလူတဘာဝလူမနောကိုမလိလားအစမ်းစစ်ပဲလူပြည်လူရွာတို့လာရောက်ခြင်းမဟုတ်လူတို့အကျင့်ရိုးထုံးစံတဘာဝကိုတနုသည်ဂုံစင်အောင်သည်ကျွန်ုပ်နဲ့သားသည်အလွန်နဲ့ဤတနုသည်တန်ရာတန်ကြီးကိုသာလှုပ်တတ်သောပုဂ္ဂိုလ်ဖြစ်ဤကျွန်ုပ်သည်မိဒီကိစ္စတွေမဆိုအလဟတ်တအလုံးမျိုးမလှုပ်တတ်အိုမင်းသမီးကျွန်ုပ်သည်တင့်မြတ်တာကိုရယူရန်အတွက်လာရောက်ရာတွင် ထမနေ့ကဆွေပြင်းနေယူလာခဲ့ဤဒုတိယနေ့ကဆွေပြင်းနေငွေခွက်ကို ယူ၍လာခဲ့ဤယခုတတိယနေ့တွင်ကငွေပြင်းနေကြီးခွက်သာယူခဲ့ဤတင်မင်းသမီးတင်ဒီဇယားဤဝါမျိုးချင်းကိုခံရမှုမရှိပဲ တနေ့ထက်တနေ့ပို၍နှုတ်ပြိုမည်ဆိုပါကသူတို့သည်ပထမနေ့ကရွှေပြင်းနေရွှေခွက်တစ်ခွက်သေးကိုပဲယူလာခဲ့ပါတော့လေဒုတိယနေ့တွင်စိန်ပြင်းနှင့်ရွှေခွက်နှစ်ခုကိုယူလာသင့်ပါ၏ သို့တော်ထိုသောမဟုတ်သင်မင်းသမီးဒီမိတို့ပင်မုံမှန်စင်ရင်အလှပြင်ချေတထားတော်လေပထမနေ့နှင့်ဒုတိယနေ့ဒီမတူမင်းသမီးလူလောကလူဘဝတွင်အသက်အရွယ်အစင်းတရံအနှပများသည် ရေစစ်ထဲသို့လောင်းထည့်လိုက်သောရေများပမာဒရဇက်အောက်သို့စိမ့်ကြယူစည်းနေ၏ရေစစ်ထဲမှရေသည်ခဏအတွင်းဆုတ်ယုတ်ယော့ပါကုန်ခန်းနေတကဲ့သို့တင့်ခန္ဓာကိုမှအလှပများသည်လေနေ့စဉ်နှင့်အမျှဆုတ်ယုတ်ကုန်ခန်းလျက်ရှိ၏ တတန်းအပြင်ဒူတောင်းလာသောလူဘဝတွင်တင့်မျက်စိပြတ်သားကြည်လင်မှုတင့်ခန္ဓာကိုယ်ဤပြည့်ဖြိုးလှပမှုတင့်မျက်နှာဤစူပြေညံ့ညောမှုတင့်နှာခမ်းဤနေထွေးတင်းရင်မှုတင့်စပင်ဤနှက်မောင်ညုံမောင်းမှုတင့်လေတိုင်းဤကြော်ရှင်းပြည့်ပြည့်မှုတို့သည်ဓာဖြင့်ဖြက်လင်းอยู่ပြည့်သည့်အလားတည့်ရချင်းတည့်ရချင်းအလီးဖြက်ခံနေရ၏တမိုးတောက်လာသောနနခင်းနှင့်နေလေခင်းမတူညနေခင်းရောက်သောတင့်ခန္ဓာကိုယ်ဤအလှပများအား ဇယာသည် သူ၏အသွာချွန်ထက်သည့်သွားများဖြင့်အပတယကိုက်ပြတ်စားသုံးသွားသည်ကို သင်မင်းသမီးသည်နေ့စဉ်ခံနေရ၏ပထမနေ့လာစဉ်ကသင်၏အစင်းလပမှုပြေပြုံးမှုတင့်တယ်မှုတို့သည်ဒုတိယနေ့တွင်အပြည့်အဝမရှိကြတော့ဇယာ၏နှီးပြတ်ယုံငယ်မှုနောက်သို့ပါသွားကြပြီဖြစ်၏ကျန်ရှိနေသေးသောဒုတိယနေ့အလှပများကိုဒုတိယနေ့တွင်ပင်ဇယာသည်ဖြတ်တောက်ယူငင်သွားခဲ့ပြန်သည် တို့အတွက်ဒုတိယနေ့အလှပများသည်တတိယနေ့သို့ပါလာကြသည်မဟုတ်မင်းသမီးပထမနေ့ဒုတိယနေ့ဟုသောအချိန်ကာလများကိုထားအောင်လို့အသက်အရွယ်အစဉ်တည်းအလှပများဆိုသည်တနေ့တည်းတခဏတည်းကျွန်ုပ်တို့စကားပြောနေသောတခဏချင်းအတွင်းမှပင်ဆုပ်ယုပ်ရောပါပြက်ပြားနေကြ၏ယခုအချိန်တွင်သာတင့်လှပများသည်ဇရာဤဝါမျိုးချင်းကိုခံနေရသည်မဟုတ်။နောင်တွင်လည်းညတွင်နေ့တွင်နာဤတွင်ပြေသနာတွင်မှနေ့ကိုရက်စာရက်ကိုလစား လကိုနှစ်စားကအချိန်ဟူသောအရာသည်မရက်မနာဖြတ်သွားနေသည်နှင့်အမျှသင်္မင်းသမီးလှပရွယ်စင်းတို့သည်လည်းရေစားသောကံပကဲ့သို့ပြိုကျပျက်စီးနေမည်ဖြစ်ရာနောက်ဆုံး၌တင့်ထန်တွင် အလှပအစင်းတံအသက်အရွယ်ဆိုတာများပြစရာယူစရာခေါ်စရာမျှပင်အကြံတို့သည်ဘဝကိုရောက်ရအောင်မည်ကိုသင်္မင်းသမီးအထူးဆင်ခြင်လော့ဘယမကြီးကျွန်ုပ်သည်နတ်သားအတွင်ဖြင့်တင့်ထန်ကိုလာခဲ့တော်လေကျွန်ုပ်သည်အခြားသူမဟုတ်ယခင်ဘဝက သင်္မင်းသမီးဤခင်ပွန်းတယ်ဖြစ်သောဥရိယဗဒမင်းသည်ကျွန်ုပ်သည်ဥရိယဗဒမင်းကြီးဘဝမှစုတည်တည်လွန်ပြီးယခုအခါတရားမင်းဖြစ်တဘဝတလီဖြစ်တည်ပြောင်းလဲ၍နေ၏သင်ချင်းသမားကိုဒီသက်ဒီရွယ်မှာပင်ယခုလို ကျမ်းမာပြည့်ဖြူနုနယ်စဉ်ဇရာတရားဤသူ့ရဲ့ဖြစ်စည်းမှု အများပြမခံစားရသေးမီကာလအတွင်း၌အကျိုးတရားရှိသောအကျင့်ကိုလှုပ်ဆောင်အားထုတ်ရန်တတိပေးရေးအတွက်ကျွန်ုပ်လာရောက်ခြင်းဖြစ်၏ မင်းသမီးဇရာတရားဤလူရဲ့ပြည့်စုံမှုကိုခံရသဖြင့်ကိုမင်းရင်ရမှုသည်ရောက်ရှိလာပါကနင်းဒီဥစ္စာချလို့တော်လေဥစ္စာကိုမရနိုင် အကျိုးရှိသောကိစ္စကိုလှုပ်ဆောင်လို့တော်လေလှုပ်ဆောင်ရင်မရသောဘဝသို့ရောက်ရှိမည်ဖြစ်၍ဇရာတရားဤဝင်ကြွားမှုများမရောက်လာသေးမီတင်ဒီကောင်းမွန်သောအလုပ်ကိုလုပ်လို့ချင်းနမကောင်းမွန်သောအတွေ့ကိုတွေ့ကောင်းမွန်သောအကြံကြီးကိုသာ ကြံကြည်လို့ရှင်နမဟုဆိုကဗကြမင်းသည်ဥရိယဗဒမင်းသမီးဤနန်းဆောင်တော်မှပျောက်ကွယ်၍သွားလေ၏မယမနာတက်သွားတယ်သွားနေသူတို့အမြင်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးကြပါလေနာတော်တာသင်ပေးကြပါအောင်ခင်ဗျာဗကြမင်းကတော့ဥရိယဗဒဗိယမကြီးကိုတရက်ကုံဆုံးလေးရင်မင်းဇရာတရားဤဖိဖဲလိပြတ်မှုတို့ကြောင့်တရက်စာတန်ဖိုးရောသည်ဟုအတိအလင်းတရားပြခဲ့၏သို့တော်လေမန္တလေးဟိုတယ်မှမမကတော့သူသမီးကိုတနည်းစာတင်ထားလျင် တံပိုးပို၍တက်မည်ဟုဆို၏မမက သူ၏သမီးကိုခြေဟောင်းပစ္စည်းဟုသဘောထားလျင်ကမှန်၏သို့သောမမသမီးကခြေဟောင်းပစ္စည်းမဟုတ်ကျွန်တော်သည်မမနှင့်မကစ်တီတို့ဇကားဆက်နေသေးမှပင် ထိုင်နေရမှထကစစ်ဆက်ပွဲ လုံးနေသောသမင်းစားကန်းစီတို့ထွက်လာကဟထားသောတကယ်ပေါက်မှအခမ်းအနားကိုအတာချောင်းကြည့်မိသို့သောအခမ်းအနားကိုတဲခွဲစွာမမြင်ရ စိစက်မှုမင်္ဂလာခန္ဓာပြင်ဆင်ထားရာခမ်းမထိတ်တွင်ဒီပီကြီးတစ်လုံးကို အမြင့်၌တင်ထားသည်ကအခန္ဓာ၏အလှပကိုဖြတ်နေ၏စိစက်ပွေအခန္ဓာကိုသတော်သည်ခဏမြချောင်းကြည့်လိုက်ပြီးအခန်းသို့ပြန်လာခဲ့၏ခန်းတွင်၌ရေမိုးချိုးပြီးပိုက်ကျုံးသို့သွားရန် ပြင်ရ၏ရခင်မန္တလေးဟိုတယ်တွင် ရေဘူးမရယခုတော့ရေဘူးရေအချိန်မရရှိ၍အတော်တိုးတက်နေသည်ဟု ဆိုရမည်ဖြစ်ပါ၏ ကျွန်တော်ဒီရေချိုးပြီးပိုက်ကျုံးတို့သွားရင်ပြန်ထွက်လာချိန်တွင်တော့မမနှင့်အရင်ရော မကစ်တီပါမရှိတော့နိုင်ငံခြားခီးတဲ့များလေးညင်းတို့ခမ်းများတီးတီးတို့ဝင်သွားကြပြီဖြစ်ဟန်တို့ဤစစ်ဆက်ပွဲအခမ်းအနားတွင်ကလူပို၍ဒီကားနေဤကျွန်တော်ဒီဟိုတယ်အချိုဌာနမှနိုင်ီကိုကြည့်လိုက်ဤမနေ့ဆယ်နာရီပင်ထိုးနေပြီဖြစ်ပါဤဦးမင်းအောင်နှင့်ကျွန်တော်ဒီယနေ့၁၇နာရီတွင်ပိုက်ကျုံးရက်၌ချိန်ထားဤကျွန်တော်ဒီယခုမန္တလေးဟိုတယ်မှာ ဘုဒ္ဓယုံကြည်သူစိုက်ကားစီးသွားရမည်စိုက်ကားကက30ချက်ဖြစ်၏မန္တလေးတွင် စိုက်ကားကကတစ်ခေါက်လာလျင်တစ်ခါဈေးတက်၏ကျွန်တော်သည်ဘုဒ္ဓယုံကြည်တဝိုက်တွင်နည်းနည်းဆာဆာ၍တရုတ်ဈေးတန်းသို့သွားကာထိုမှတစ်စင်၅ချက်ပေးပါကဈေးချိုကိုရောက်၏ဈေးချိုမှာ26ဘီလန်းအတိုင်းသွားလျင်ပိုက်ကျုံးကိုရောက်သည်မန္တလေးတွင်ကျွန်တော်သည်ဘတ်ကားကိုမစီးတတ်ဘတ်ကားမစီးတတ်သည်ကမိမိစီးလျင်ရတော်လေ မန္တလေးဘတ်စကားများကမှတ်တိုင်တွင်တမေတမောရက်တက်သည်ကိုကျွန်တော်ကစိတ်မရှိပါ မော်တော်ကားငါးစီးဖို့ကလည်းဒီနေ့ကိုကားတစ်စီး၈၀၀တောင်တောင်းဤအိတ်ဆွေများ၏ကားကိုလည်းတက်စီဈေးကြီးသဖြင့်ဘူတာယုံအချိုးပို့လောက်သာအကူအညီတောင်းရ၏မန္တလေးတွင်နေတော့ရများတွင်ဟူနာဒီနာသွားဖို့အတွက်စိုက်ကားနှင့်မြင်းလေးကိုသာတောင်းရ၏စိုက်ကားကမြင်းလေးကားကလည်းမသေးကျွန်တော်ဒီတနေ့တနေ့ မန္တလေးနိုင်ဆိုက်ကားကားက100 150ခန်းကုန်သည်ကျွန်တော်ဒီမန္တလေးဟိုတယ်မှဆိုက်ကား9ရံ68လမ်းထိပ်သို့ထွက်ခဲ့၏ဟိုတယ်ပြီးဆိုက်ကားဂိတ်တွင်ဆိုက်ကားတစ်စီးမှအသင့်မတွေ့ထို့ကြောင့်ကျွန်တော်ဒီဆိုက်ကားချရင်အနီးနားတဝိုင်းဟိုနားဒီနားကြီးမိ၏မန္တလေးဟိုတယ်နှင့်ဟိုဘက်ဒီဘက်68လမ်းနှင့်26ဘီလမ်းမှကြီးယခုဘရင်နောင်လမ်းတောင်ချီတိုက်ရှိတွင်ခရမ်းနှင့်အဖြူစက်ကူပန်းယုံတယုံနှင့် စိတ်မမ်းမင်တပင်ရှိ၏တို့သက်ကူပန်းယုံသည်ญาတိမရွေးပွင့်နေတတ်၏တိုက်ထိတ်တွင် ခက်ကြဲကြဲယုရိယပန်းခက်နှစ်ခက်ကိုအင်္ဂရီဖြင့်ပေါ်ထားသည် ထိုခြံဝင်းတွင်ဝဲရွက်လှပန်းများလည်းရှိသည်ထိုတိုင်းနှင့်မန္တလေးဟိုတယ်အခြား68လမ်းပေါ်တွင်က အမိုက်ပုံတစ်ခုရှိ၏ကျွန်တော်ထိုကဲ့သို့ရက်ကြည့်နေစဉ်ထိုအမိုက်ပုံတွင်တလှုပ်လှုပ်ဖြင့်တစုံတရာကို တွေ့လိုက်ရသဖြင့်ဘာများလဲအမိုက်တောင်းအဆုပ်ကိုခွေတိုးနေတာလားဟူသောအထင်ဖြင့်ကြည့်လိုက်နှီး၏ ို့မိုက်ပုံတွင်မြင်သာထင်သာရှားပွေစားသောခေတုံးကောင်ကိုလည်းတွေ့ရ၏တိတိချာချာကြည့်လိုက်တော့ကျွန်တော်တွေ့မြင်ရသည့်အရာမှာအမိုက်တောင်းကိုခွေးတိုးနေခြင်းမဟုတ်ပဲအမျိုးသမီးငယ်တူစောင်းကြောင်ထိုင်နေခြင်းဖြစ်သည်ကိုတွေ့ရ၏ထိုမျိုးသမီးငယ်သည်တရင်ခွေနှစ်တင်းခန့်ဝင်ပြီး plastic အကြီးနှဲကိုပြပြညာပြန်ဆက်လွယ်တန်း၍သူ့ကြောပေါ်သို့ပြစ်တင်ထားကရက်သေးတွင်လည်းနှစ်ပေခွဲသုံးပေလောက်ရှိမိတန်းချွန်တက်ထားသော plastic ကောက်သည့်ဒုတိယချောင်းရှိ၏ အမိုက်ပုံကို အာရပါရဝင်နှောက်နေခြင်းဖြစ်သည်သူသည်စက်ကူစားများကိုဘဲဘဲအိတ်တွင်ထည့်၍ပလတ်စတစ်များကိုညာဘက်အိတ်တွင်ထည့်၏အဖို့တံပစ္စည်းများတွေ့လျင်ထည့်ရန်အတွက်လက်ထဲတွင်တိကျအိတ်သေးတစ်လုံးပါသည်အဖို့တံပစ္စည်းဆိုသည်မှာနှကန်းဤသေးဘူးခွန်ပေါင်တာဘူးခွန်လိုပစ္စည်းများဖြစ်သည် ထိုအချိန်တွင်ဟိုတယ်အမှုတန်းတူသည်အမိုက်တောင်းတရောင်းကိုဆွဲလာက အမိုက်ပုံရှိခွေးများကို ပေါင်းထုတ်လိုက်ပြီးဆွဲလာသောအမိုက်တောင်းကို ထိုမိုက်ပုံတွင်မှောက်၍တွန်ချလိုက်၏တွန်ချလိုက်သောမိုက်များကထိုမင်းကလေးငယ်၏ခါပေါ်ပခုံးပေါ်သို့ကျကုန်၏ဟိုတယ်အမှုထမ်းသည်တတိမထားမိပဲထိုမျိုးသမီးငယ်၏ကြောပေါ်သို့အမိုက်တွန်ချလိုက်နေခြင်းဖြစ်သည်တွန်နေရင်းမှထိုမျိုးသမီးငယ်ကိုတွေ့တော်လဲအချိန်ဖြင့်တွန်နေရာပြတ်ထား၍မရတော့ပဲဆိတ်၍တွန်ချလိုက်ရ၏မျိုးသမီးလေးသည်ထိုသို့တွန်ချနေခြင်းတွင်မျက်လုံးနှင့်အမုံများဝင်မည်ဆို၍ခေါင်းကိုငုံထားတော်လဲအမိုက်တွန်ချနေသောဝန်ထမ်းကို စိတ်ဆိုးသည့်လက္ခဏာလုံးဝမပြစိတ်မဆိုးသည့်အပြင်ထိုမင်းကလေးသည်တမာဒေဝနှကောင်းနှမြတ်တူကသူ့ကောင်းမော်သူရွှေတင်းငါးများကျဲချလိုက်သည်ဟုပင်ထင်မှတ်လျက်ကြလာသောအမိုက်များကိုရွေးရင်းဖယ်ရင်းဖြင့်အလုတ်များသွားပါ၏ဘဝဆိုတာကလည်းအမျိုးမျိုးကိုဖက်တိုက်လေးပေါ်တွင်ဒီတဲ့ရွယ်ကလေးငယ်တူရှိပါကထိုမင်းကလေးသည်ချမ်းမြေ့အေးချမ်းစွာတီဗီကြည့်နေခြင်းရေခဲမှုစားနေခြင်းတွင်သူနှင့်တက်တူရွယ်တူဒီကလေးမလေးက အမိုက်ပုံကိုပဒေတပင်သဘောထားကဝန်းစာအတွက်ရှာဖွေနေရ၏မြမစကားတွင်ဂုံးကောက်စရာတော့မရှိဘူးဆိုသောစကားရှိ၏ထို့ကြောင့်လေဒီကလေးမကတော့ဂုံးကောက်စရာအမိုက်ပုံရှိနေသေးသဖြင့်တော်သေး၏ဟုဆိုရမလို့ဖြစ်သည်ကျွန်တော်သည်68လမ်းအတိုင်းဆက်လျှောက်လာ၏ထိုလမ်းတွင်ရောလုံးကြီးရောင်းရန်ရှိသည်ဟုသော အိမ်တိမ်နှင့်အခြားလှလှပပအိမ်တိလေးတစ်လုံးကိုတွေ့ရ၏ထိုတိုက်တင်များကိုကျွန်တော်ယခင်ကတရိမထားမီ ဂန္ဓလီမျိုးတွင်အဆောက်အုံတင်များကနေ့စဉ်တိုးနေ၏68လမ်းနှင့်82လမ်းတောင်ကိုရောက်သောကျွန်တော်သည်အရှိဘက်မှလာသောစိုက်ကားတစ်စီးကိုတွေ့၍ထိုစိုက်ကားနှင့်လိုက်ခဲ့၏ထိုစိုက်ကားသည်28လမ်းအတိုင်းနင်းရမကြမီပင်မူကြိုးကျောင်းမှတ်တစ်ကိုတွေ့ရ၏မူကြိုးရွယ်ကလေးများသည်ကျောင်းတက်တာလားကျောင်းဆင်းတာလားကစားနေကြတာလားမသိကလေး၁၀ယောက်၁၅ယောက်ခန့်ကိုမူကြိုးကျောင်းအင်ဂျင်များနှင့်တွေ့ရ၏ ကျွန်တော်ဒီဆိုင်ကားပေါ်မှနေ၍ကလေးများကိုလှမ်းကြည့်လိုက်မိ၏ဒီကလေးများကိုအိုချင်းတရားဤဆန့်ကျင်ဘက် အတွင်တရံများအဖြစ်ကျွန်တော်ထင်မှတ်လိုက်မိ၏ပြီးမှကျွန်တော်ဒီငူကြိုးရွယ်ကလေးများသည်ပင်အိုမင်းကြီးဤဆန့်ကျင်ဘက်မှဟုအိုချင်းတရားကခင်းထားသည့်လမ်းတွင်သူတို့လေးတွင်စတင်၆လမ်းနေကြခြင်းဖြစ်၏။ဩဇေယလမ်းအဆုံးမှာတော့သူတို့လေးတွေလည်းဦးကြရအောင်မည်မဟုတ်ပါလောဟု တွေးလိုက်မိပါ၏။ ချိတ်ဆက်သွားတော့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အစဝန်ကိုကျွန်တော်ဤဘယ်ဘက်တွင်တွေ့ရပြန်ပါ၏။စိုက်ကားဆရာသည်လူတန်လူတွက်မှုစိုက်ကားကိုခတ်တွက်တွင်နေလာ၏။အန်နလီတွေကပူလွန်းလာ၏။တခါကကျွန်တော်သည်မန္တလေးဟန်တာဝတီသတင်းစာတွင် ဖုံပေါ်လို့ဖုတ်ထူနေသည့်မန္တလေးဟူသောဆောင်းပါးတစ်ပုဒ်ကို ရေးဘူး၏။ထိုအခါကမန္တလေးသားတို့ဝိုင်းတွေ့သည်ကိုခံရဘူး၏။ထို့ကြောင့်လည်းကျွန်တော်သည်မန္တလေးအကြောင်းရေးရာတွင် ချက်ချက်တိမခံတော့မန္တလေးသားတို့ကိုတတိထား၍ရေးရ၏သူတို့မျိုးအကြောင်းမကောင်းရေးလေရင်သူတို့မကြိုက်ကြထိုက်ကားဆရာသည်28လမ်းအတိုင်းတွားနေရမှ90လမ်းနဲ့ချိုးဝင်လိုက်၏ထိုလမ်းပေါ်တွင်ဘာထုအားကစားခွင့်ရှိသည်90လမ်းပေါ်တွင် ထိုနေ့ကဘာရှိနေ၍လည်းမသိလူများဥရဟုတွားလာနေရာထိုက်ကားသည်တစ်ဖက်မှလာတော့ညင်းလဲထိုက်ကားအထူးသဖြင့်စပိတ်များကိုကြည့်ဆောင်၍တွားနေရ၏ မန္တလေးတွင်စိုက်ကားစီးသည့်အခါနည်းနည်းချင်းဆိုင်မှလာတော့ညင်လေဤတဲတန်တစ်ခုမှယင်ဝတဲတဲ့ချင်းရသားဖြစ်နေတော့ကြောင့်ကျွန်တော်သည်ညင်လေနှင့်စိုက်ကားကတ်ချောင်းတိုင်းအသေးရဤစိုက်ကားဆရာကအာသွွင့်၍နေနေတင်မှပင်သပိန်တစီကကျွန်တော်တို့စိုက်ကားကိုကြောတက်ခါစိုက်ကားရှိမှလွတ်အောင်လဲမစီနောက်ကလည်းမလိုက်ဖဲကာစီကာစီလုံနေဤသူကိုယ်တိုင်ကတော့နောက်မှစိုက်ကားအတွေ့ကာစီကာစီဖြစ်နေသည်ကိုသိဟန်မတူထိုစပိန်ကိုစည်းလာသူမှာမိန်ကလေးဖြစ်ဤ ဒုံမင်းကလေးသည်အသက်20လောက်ရှိအောင်ကြီးဟုထင်ရ၍ပါဖမောင်းလေးနှင့်ချစ်စရာလေးဖြစ်၏။သူမသည်သူမ၏သပင်တုံတမကိုလေထဲတွင်ဖားရချာကသပင်လက်ကင်ကိုငြိမ်ငြိမ်မကင်မေဟိုရန်ဒီရန်လို့ရင်စည်းလိုက်လက်လွေရစည်းလိုက်လှုပ်လာ၏။သူကလေးမသည်သူ၏တန်ဆွမ်းနှမောင်နေသောသပင်များအတွက်လေဂုံယူဝင့်ကြွားဟန်တူ၏။သူ၏လှပကိုအမှတ်တမဲ့မမြင်ပေမရှိလေအောင်သပင်ကိုတုတ်ကစည်းနေသည့်သဘောရှိ၏။ နမောင်တန်ဆွမ်း၍လွင့်နေသောသူစပင်တို့သည်တပြေးပြေးပူရှိလာရကသူနောက်ထိုက်ကားပေါ်မှကျွန်တော်နှကောင်းဝါကိုလာထီတော်မြေကဲ့သို့ဖြစ်ကကျွန်တော်သည်ပင်ဟတ်ချိုဟတ်ချိုနှင့်ချီရတော်မြေကဲ့သို့ဖြစ်လာ၏ဤတို့ပင်ဖြစ်စေနောင်နှင့်20ခန့်တွင်တော့သူ့ပါဖောင်းဖောင်းလေးသည်ဤမြလောက်ဖောင်းခြင်းမှဖောင်းတော်မြေဖြစ်၏နောင်နှင့်20တွင် သူ၏စပင်တုံဓမ္မတွင်တစ်ချောင်းစနှစ်ချောင်းစဖြူလာနိုင်၏ထိုမှာအနှစ်20ထက်ကြာ၍ မိန်းကလေးအသက်60ဝန်းကျင်တို့ရောက်လျင်တော့သူ့ပါဖောင်ဖောင်လေးဒီလေပြုတ်ထွက်သွားတော့မှသေးကြ၏သူ့သမီးတွေကလည်းအထွေးလိုက်အထွေးလိုက်ကြွက်ကအဖြူတွေအကြောင်တွေနဲ့ရှီလာမိမှသေးကြ၏ထို့ပြင်ဤမိန်းကလေးအသက်90တို့ရောက်လျင်ကသူ့ပါဖောင်ဖောင်လေးကိုစာရွေးပင်မရနိုင်တော့ပဲထိုနေရာတွင်ခြံဝင်နေသောပါနှစ်ဖက်ကိုသာတွေ့ရမည်ဖြစ်၍သူ့သမီးများဆွတ်ဆွတ်ဖြူနေတော့မည်မှာအမှန်ဖြစ်ပါ၏ဒီတငယ်မှာရှေ့မှကာစီကာစီသွားနေသည်ကိုကျွန်တော်ဆိုင်ကားဆရာက သိမ့်မစီနိုင်တော့သဖြင့်ထိုမင်းကလေးနှင့်လွတ်အောင်ရှောင်နှင်းရင်မင်းကလေးစပိန်ကိုကြော်တက်လိုက်ကြော်တက်သွားတော့လေတငယ်မသည်ဘယ်သူကိုမှလည်းခယူမဆိုင်ပဲစပိန်လက်တန်းကိုဟိုရန်ဒီရန်လှုပ်ရင်းသာဆက်စီးနေ၏ထိုမင်းကလေးကိုကျွန်တော်တို့ဆိုင်ကားကကြော်တက်လိုက်ပါမှာရင်ကိုချီလေးရဲ့စပိန်ထိုင်ကုန်အစွန်အထိတင်ကိုပြည့်၍ခြေတလုံးဖွေးသားနေအခြားကလေးမှတူဦး၏စပိန်ကိုထက်တွေ့ရပြန်၏ ပန်းလေးသူများချောသည်ဟုဆိုခြင်းသည်ဒါကိုပင်ခေါ်မည်ဟုထင်လိုက်မိ။နည်းနည်းချင်းဆိုင်မှလာတော့လူငယ်လေးငါးဦးကပင်ထုံမင်းကလေး၏အလှကိုသမင်လေးပြန်ကြည့်သွားကြ၏။တည်တည်ချာချာကြည့်လိုက်မှမင်းကလေးသည်သူမ၏ခြေတလုံးဖြူဖြူလေးကိုသမင်ပေါ်အောင်လုပ်၍စီးလာသည်မှတိတာလှ၏။ပန်းဒီတလုံးလိုတင်းနေသော သူ့ခြေတလုံးသားများကကြိုက်စားခြင်းစရာဖြစ်၏။ဤကလေးမလေးစပိန်စီးလာသည်ကလက်ပြလေးတစ်ကောင်ပြန်လာသည်လို့လှ၏။ နှစ်ယောက်တည်းတွေ၊၃ယောက်တည်းတွေစီးလာကြတော့တပိမြပေါ်မှာပုဂ္ဂိုလ်များအလုံးဒီမိန်းကလေးကိုလှဲ့ကြည့်လှဲ့ကြည့်လောက်ကြဤဤတို့ပင်ဆိုသည် ပန်းဒီသာကြနေတော့ခြေတလုံးလေးဒီဇရာတရားနှင့်တွေ့ဆုံကြုံကြိုက်လျင်ပျော့ကြတွန်းခေါက်ပြီးတွဲလဲဘွားသူရောက်ရအောင်မြည်ဖြစ်ဤဒုက္ခရင်ကဤမျိုးသမီးငယ်ဒီသူ့ခြေတလုံးအတွေ့အတွေ့ကိုယခုလိုပေါ်၍ထားတော့မြည်မဟုတ်လူမမြင်သူမမြင်အောင်ဖုံးကွယ်ထားတော့မြည်မှာဒေချာလာပါဤ ီလိုနဲ့ကျွန်တော်တို့စိုက်ကားသည်မန္တလေးစေယုံကြီးသို့ရောက်လာ၏စေယုံချေတွင်တော့ကိုဝန်ဆောင်မျိုးသမီးတူသည်ကလေးငယ်တူကိုလက်တွဲကစေယုံထဲသို့ဝင်ရန်ပြင်နေသည်ကိုတွေ့ရ၏စေယုံကြီးရှေ့တွင်ကအိုသူတွေထက်နာသူတွေကများ၏ဆက်၍နင်းသွားတော့စိုက်ကားဆရာကထိုနေရာမှရှေ့သို့ဆက်သွားပြီးမရတော့ဟုဆို၏ထို့ကြောင့်ကျွန်တော်သည်စိုက်ကားကရှင်းကဆက်၍လျှောက်လာခဲ့ရသည် ထိုချိန်တွင်မှရန်ကုန်ယထာတစည်းဝင်လာသဖြင့်လမ်း30ပေါ်သို့ခရီးသွားများအန်ကျ၍လာသည်။လျှက်စိတ်အောင်ကိုဒုံနှင့်ထိုးလိုက်သလိုလူအုပ်သည်ဘူတာစီမှထွက်လာကြ၏။မနေ့ခုနှစ်နာရီကဆိုင်မီယထာနောက်ကျနေ၍ယခုမှဝင်လာသည်ဟုဆို၏။အချိန်မှန်ဝင်မလာ၍ခီးတယ်များသည်သူတို့မှန်းထားသည့်အတိုင်တွက်ရှိမကိုက်သဖြင့်တိုးဝေလျှောက်လာကြပုံလည်းပေါ်၏။ထိုင်ကားဆရာများကလည်းလူခေါ်ကြ၏။စပိန်တွင် လူတွေနှင့် ခွေခွေလုံနေသည့်အထက်ညီပူကျကျဲတွင်တန်ချင်းရေးလုံနေကြသောအလုသမားတစုကိုလည်းထိုနေရာတဝိုက်တွင်တွေ့ရသည်ကျွန်တော်သည်ထိုနေရာတွင်ရပ်ရင်းဒီနေရာတဝိုက်မှာဘယ်ထမင်းဆိုင်တန့်တည်းဘယ်ဆိုင်တွင်အမင်းဝင်စားရလျင် ကောင်းမြင်သည်ဟုစဉ်းစားရင်းတောင်မြောက်လေးပါးကြီးကဆိုင်ရွေးနေမိ၏ကျွန်တော်ရပ်သောနေရာဘေးမှာထက်ဆိုသောထမင်းဆိုင်လေးကတန့်ရှင်းပုံရ၏ထက်ထမင်းဆိုင်ဆိုင်ပုတ်လေးကိုတွေ့တော့ပြင်းဦးလင်မျိုးကထက်စာပေကိုသတိရလိုက်၏ ထက်စာပေဟုသောတန်ရောစဉ်ဖြစ်မည်ကျွန်တော်သည်ထက်ထမင်းဆိုင်လေးပေါ်သို့တက်လိုက်သည်ထက်ထမင်းဆိုင်သည်တခါစား20ချက်ဤဆိုင်သည်ဘုရားကြီးရှိကြီးအလौတမတဲခုရိတ်တာနှင့်ကဲ့ရဲ့ရှိပြီးဟင်းစုံ၏ကြက်သားဟင်းကြက်သားကြောကြက်သေးမြေဝက်ချိုချင်းဝက်ပုံးရည်ကြီးစိတ်သားဟင်းစိတ်အုံနောက်အမဲကြောအမဲနှက်မမြင်ငါတလောက်ပေါင်းငါတလောက်ချက် ပစွန်ရေခဲစိန်ပြီးရရန်ကုန်ပြီးလက်ရီငပြောသည့်ရေခဲစိန်အစုံရပါသည်မြင်ငပြီးကျော်ပဲချကျော်ဖယုံသည့်ဟင်းကျိုနေဦးသည့်ရင်းဆက်ဆက်ကိုထောင်းထားသောငပြီးရေကျိုနှင့်ဖန်ကားသည့်အပြင်ဟင်းရစိန်တပကံပြင်ထားရာတွေ့စရာလဲစုံ၏ကျွန်တော်ဆိုင်ထဲဝင်သွားတော့ဆိုင်ရှင်မျိုးသမီးကဘာနဲ့စားမလဲဟုဆို၏ကျွန်တော်ကဟင်းနံမဲများကြားရုံဖြင့်ထမင်းဝသွား၍လက်စည်းပကံသာတောင်းလိုက်ခြင်း၏သူကထက်၍ ဘာဟင်းနဲ့စားပါမလဲဟုထမေးမှခမရလို့ဆိုင်ကဟင်းနေစုံတော့ဘာနဲ့စားရမဲတော့မသိပါဘူးဗျာဘာကောင်းလဲဗျဟုကျွန်တော်ကမေးလိုက်ရှင်မဲသားစားလားအမဲနဲ့ကောင်းတယ်ဟုဆိုသည်ကောင်းပါပြီအမဲနဲ့ပဲတပွဲပေးပါဗျာဟုဆိုကကျွန်တော်ဒီထိုင်ရမထား၍လက်စေး၏လက်စေးရင်ကျွန်တော်ဒီဆရာရင်ဖြစ်သူဆရာတော်ကြီးဥဝိရိယဆုံးမစကားများကိုကြားလာမိတပည့်စင်စစ်တော့မင်းရထားတဲ့ဒီခန္ဓာကိုယ်ကြီးကအမြဲဖောက်ပြန်နေတာ ဒီခန္ဓာကိုယ်ကြီးဟာအမြဲအုံနေတာ အမြင်နာနေတာအုံမင်းရင်ရမှုစီနာကျင်ခံခတ်မှုတွေစီကိုတကယ်ဆက်ရွေ့ရနေတာဒီခန္ဓာကြီးကိုမဖောက်မပြန်ရအောင်ငါတို့ကအမြဲကျွေးတင်တာကျွေးထွေးတင်တာထွေးလိမ့်တင်တာလိမ့်ချဲ့တင်တာချဲ့ဆောင်းတင်တာတွေဆောင်းချောင်းတင်တာတွေချောင်းနေရတာပြီးတော့ဒီလိုကျွေးမွေးစောင့်ချောင်းနေရတဲ့အထဲဒီခန္ဓာဟာတို့လိုကိုမလိုက်ပဲဖောက်ပြန်နေတိုင်းဖောက်ပြန်နေတာပဲတပည့်ခုဆိုဆုံးမှဘူးပါဤ မှန်လားပါ၏ယခုလေဒီခန္ဓာကိုယ်ကြီးဒီအိုလန်းကိုသွားမှန်းတည်နေလျက်ပင် သူ့အတွက်ကျွေးရအောင်တော်မည်ဖြစ်၏ယခုလိုကျွေးမွေးတော့ရောသူကမအိုဘဲနေသလားယခုတော့ထို့သောမဟုတ်ကျွေးပင်ကျွေးထားတော်လေအိုရုပ်စီတို့တကုတ်ကုန်နှင့် မရမနာတသွားတဲ့သွားနေပါတော့၏ ဒီကနေ့ဖတ်ပြခဲ့တဲ့ဝတ္ထုတို့လေးများကိုအချိန်ပေးပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာဆင်သူညီကောင်မောင်နှမများအားလုံးကာယစိတ်ဓာတ်နှစ်ဖြာသောဒုက္ခများနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ